ော့တောင်းရတယ်ဗျာဒါဒီနေ့က9ရက်10လ2025ပေါ့နော်အကြောင်းဖိထုတော်အရင်စပြောမယ်ဖိထုတဲ့အာကအဓိကကျွန်တော်ပြောနေတာဆိုတော့နော်နမ်မတုမျိုးပါစီရက်ွက်နဲ့ကမနေ့ကတော့တန်းတော်ကစိတ်အေးရအေးယူလိုက်တယ်နော်နမ်မတုစိတ်ရအေးယူလိုက်တော့အဲ့နမ်မတုရက်ွက်နဲ့အမအိမ်က6လုံးလောက်ပါသွားတယ်အိမ်ကြီးကတော့အိမ်ကြီးအိမ်ကောင်းကြီးတိုက်ကြီးတွေဟဲကြီးတွေပေါ့နော်သူတို့အကျယ်ကြီးတွေပဲကားတွေရောမနေ့ကတွေ့တယ်တေဆုံးက6ယောက်လောက်ရှိတယ် ဒဏ်ရတဲ့သူက12ရောက်လောက်ရှိတယ်။နင်းနင်းနောနောအကျော်ဝင်နင်းနင်းနောနောတိုက်ကြီးတွေကိုကင်ထားလိုက်တာ။ကင်ထားလိုက်တာတော်တော်ကင်လိုက်တာ။နနနအဲဝတ်တူလိုက်တာပေါင်900ဆိုရင်တော့တော်တော်ကြည်ကြည်ကြီးဖြစ်တာနော်။အဲမှာအဲမှာဒါတော့ကကျွန်တော်တေဆုံးတဲ့လူ6ရောက်လို့ပဲကျွန်တော်ကြားသိနေတာရှိတယ်။ဒါတချို့ကအဲ့ဒါကိုဖျောက်ပလိုက်တယ်။အဲလောကမသေးဘူးခေါ။အဲဒိုင်ယာတော့ရလို့မရှိဘူး။လူတွေအလွတ်ကြီးပေါ့။ အဲ့ခြောက်လုံးကလူအလွတ်လို့လာနှောက်နေသေးတယ်။ပြီးတော့တေချာဆက်သွားပထမအော်အဲ့မှာရှိလာဖို့ဒဏ်ရပါညာရှိလာသေးတာရှိလာဆိုပြီးတော့စုံစမ်းလိုက်တဲ့အခါကျအာအဲ့မှာတဲ့တေချာမရှိဘူးတဲ့ဒဏ်ရလို့အဲ့မှာဆိုတော့တည့်ရအကဲဟုတ်လားဆိုတေချာလဲဆိုလဲဆိုဘယ်ဟုတ်လဲတလောက်တိုက်ကြီးတွေအခြေရဲ့ပါမိတော့ကောလို့မနောက်တယ်ကောလို့ကလည်းတေတဲ့လူမရှိသွားမှာဖြစ်နိုင်တဲ့ကိစ္စလေတလောက်အကျယ်ဝေးကြီးကောလို့အဲ့ဒါကိုဒဏ်ရရလို့တေတဲ့လူမရှိသွားမှာမဟုတ်သေးပါဘူးကောလို့ အဲ့ဒါနဲ့တေးကြကြစုံစမ်းလိုက်တော့တေးတဲ့သူကကိုရောက်ရှိတယ်ပလောင်နေကတော့တရင်မထုတ်ပြန်ဘူးအဲသူတို့ဇီရတရင်အရင်မြက်ကကျွန်တော်ကြားသိတာဖြစ်တယ်ဒီဆုံးတဲ့ဒဏ်ရာရတဲ့လူကတော့7နှစ်အောင်လောက်7နှစ်အောင်ရှိတယ်အနိုင်နဲ့ကိုဝိုင်းတို့ပြောတာရှိတယ်ပြီးတော့သူတို့အဲ့မှာမိသက်ကားလေးဘာညာကြီးကလာပြီးတော့မိနေတတ်တာလည်းတေးတတော်ဟာတာပြောင်းတာလည်းကြည့်မပြောင်းတတ်တာပြောင်းတာဖယ်မဲ့ကောင်းတယ်မျက်နှာမကောင်းဘူးပြော ဲ့လိုပဲရှိတယ်ဘဲတူးလို့ပြောတာလားဆိုဘဲတူးလို့ပြောတယ်じゃဘာဖြစ်လို့ဆိုအကျန်းဖက်တွေအမြန်မြန်ရှေ့တွေကျွန်တော်တို့ကကောင်းလေးပဲအအကျန်းဖက်နာမှာငွေသီးရဲ့နာမှာတော့ကတ်ပြီးတော့ကြက်တော်နေမနေနဲ့ကျွန်တော်ပြောတာရှိတယ်အခုကငွေသီးထောင်းနေတဲ့နေရာမှာကြက်တော်နေပါလာအောင်မယ်နော်သဘောပေါက်လားအဲ့တော့ကြံဝတ်တချီတဲ့နေရာမှာပြည်သူတွေမနေနဲ့တန်တော်ကဒါပလောင်ကိုဒါအမြင့်ဖြတ်မဲ့အနေထားမျိုးကျွန်တော်တို့သတ်တွေ့ရတယ်ပလောင်ရဲ့ရုံဝရိုက်ဆိုင်မှုကြောင့်လည်းသူတို့အဖွဲအကြက်ကြက်တောင်မှ ဒီအရင်တော့သူ့ကိုဝိုက်တိုက်ပေးနေတဲ့သူတွေတော့မှသူတို့တအကုန်လုံးကမုန်းတီးွားဘသူမှသူနဲ့မတွဲတော့ဘူးဘာဖြစ်လို့တကူကောင်းလဲဆန်နေအာကုသူကောင်းနေဆိုတော့ပလောင်ကတော့ပျောက်သွားမှာပါပလောင်ပလောင်ဆိုတာလက်နက်ကန်ပြောင်းနော်ပလောင်လက်နက်ကန်တွေပျောက်သွားမှာပလောင်တီရလန်လေးတို့ကပျောက်သွားမှာပျောက်သွားမှာလွရင်ဦးကတော့ငိုဝဲနေရှင်နေလွရင်ဦးကဝဲစက်နေပြီးတော့ဒီရောဆက်တဲ့ရေဝင်နေမိုက်ခရိုဝေ့ရောဆက်တဲ့ရေဝင်နေရုပ်ပဲပေါ့အဲဒီမှာထွေအုပ်အိမ်ရလို့လည်းကျွန်တော်တို့ ထွေအုပ်အိမ်ရာရဲ့နောက်တစ်ခါဆက်သွယ်ရေးယုံဝင်နံပါတ်ဆက်သွယ်ရေးယုံမဲ့ဖြစ်ပါနော်အဲ့တော့မနေ့က V2 light တော့မနေ့က V2 light တော့ဒီဘောမှာအဲ့ V2 light တော့အဲ့မှာက6ယောက်လောက်တည်တယ်လို့ပြောတယ်23ယောက်လောက်တော့ထိုင်ရတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်ဒါတော့အတိမပြုနိုင်နေသေးတဲ့များဖို့ရှိတယ်လို့ဝင်နံအိမ်ရာထဲမှာရှိနေတဲ့အကြမ်းဖက်ပလောင်တွေနဲ့အဲပလောင်ပရက်နှစ်ခုပေါင်းပြီးတော့ညှက်ထိုက်တာခါကြတော့သွားလာသွားလက်တာတို့လိုပဲပြောရမှာနော် တောင်တော်ရဲ့ကျွေးကိုကျွေးနီးလေးတွေကတော့တော်တော်လှနေတယ်လို့ကျွန်တော်ပြောမှာတောင်တော်ကဒီတီဘောတို့နောက်တစ်ခါကျတော့တီဘောပဲဆိုလို့ရှိရင်တောင်တော်ကကြောင်ဝဲကိုထိမ့်ပြီးတဲ့နောက်ပိုင်းမှာအဲမဟဲတို့မဟဲရွာရှိမယ်ဘာလဲအုံမှုရွာရှိမယ်နောက်ကကျင်တီရွာရှိမယ်စံဖိတ်ရွာရှိမယ်ဇက်စုရွက်ွက်တွေရှိမှအဲ့မှာရှိတဲ့ဟာတွေကိုအမုံကျိတ်ပြတာအမုံတိတ်ပြတာပြီးတော့အဲ့မှာစနေတာလေပြီးတော့အဲ့လိုမျိုးတွေလာမဟုတ်ကျွန်တော်ကြောင်မဲသိမ်းပြီးတဲ့နောက်ပိုင်းမှာကြောင်မဲပတ်ချလဲအပြင်မှာရှိကြတယ်ဟော နောက်တီဘောနောက်တီဘောရဲ့မိုးကုတ်လည်းထုတယ်မိုင်းလုံတို့နောက်ကနန်းစံတို့နမ်းမတူတို့တော်တော်များများကြိတ်တယ်တောင်တော်ကအဓိကတော့ဌာနချုပ်နေရာကိုအဲဒီရက်လေးကိုဇက်တိုက်လေးကြိတ်ပြမှာဆိုပြည်သူတွေလည်းပျော်မဲအနေဒါရှိတယ်ပလောင်တွေလည်းကြောက်ပြီးလန့်ပြန်ပြီးတော့လက်ရတော်မှအနေထားကြီးသူတို့ကိုသူတို့တီးပြီးငါတို့မှားပါလားဆိုဘာလို့ဌာနချုပ်တွေမဖြုတ်တော့ပလောင်အသီးတန်းဖြုတ်ပြလိုက်တယ်ဆိုလို့ကျင်တော့ပလောင်တွေကြောက်ဒူးတွေတုံပုံတော့မှလို့ကျွန်တော်ထင်တယ်ဒီနန်းစံတို့နော်မန်တုံတို့ ပလောက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုဒါတောင်းတော်ကအာနေတိုင်းတော့ဘုံကျဲလိုက်ရဆိုတော့ပုံကြီးအဆင်ပြေသွားလိမ့်မယ်အဲဆိုပလောက်နဲ့ကြောက်လူလုပ်ပြီးသေးတွေပေါက်နေတယ်ကြောက်သေးထွက်ကုန်လေအဲ့လိုပဲပြောရမှာဒါအဲ့ကကြောက်ဝဲတွေကတော့အော်ဝဲကြီးကတော့ဒါတော်တော်ကတရေကျလက်ဆောင်လည်းဖြစ်တော့တရေကျလက်ဆောင်ဆိုလို့အမလေးလူလုံးဝစီကားချက်ကကြောက်เสียရလုံးဝစီကားချက်ကကြောက်เสียပြီเนาะ ဒါပေမဲ့တစ်ဖက်လူဆိုကျွန်တော်တို့မပြောပါဘူးကျွန်တော် PDF တွေပဲဖြစ်ဖြစ်ဘာလဲအခုအကြမ်းဖက်လုပ်နေတဲ့သူတွေဒါလေးတွေနားလဲဖို့လိုတယ်ပြည်သူတွေကအေးအကြမ်းပဲနေကြတာမင်းတို့တိုက်နေလို့လည်းမင်းတို့ကိုဘယ်သူမှမထောက်ခံဘူးဘယ်သူမှမပြောဘူးမင်းတို့အဓိကတော့ဘယ်လိုညနေမှာအများဆုံးဖြစ်လဲဆိုတော့စာမတက်ပေမတက်တောသားတွေပေါ့နော်တော်တော်တောကောင်းနေတောကောင်းနေမှာပဲအဲ့ပြဿနာရှိတာတောတွေရွာတွေတောင်တွေမှာပဲအဲ့ပြဿနာရှိတာဘာဖြစ်လို့ဆိုတော့အဲ့ဒါတွေစာမတက်ပေမတက်တွေများပြီးတော့အောက်တန်းစားတွေလည်းများတယ်အလုံးမရှိအကင်မရှိနဲ့ရှောက်လုံနေကြတာရှိတယ်နော် ဲ့တော့မင်းတို့အကြမ်းဖက်တွေလောက်ရက်တွေကိုနားပြီးတော့တက်လောက်လက်တွဲပြီးအေးကြမ်းကြမ်းပြည်သူနဲ့နေကြဖို့အတွက်ဒီကိုပိုင်ကြီးကတော့တိုက်တော့နေတယ်အဓိကကတော့စာမတ်ပေတွေဒီတောသားတွေတောင်းဖြစ်တာပဲနော်တောသားတွေတက်သည့်ရှိတယ်စာတော့မတက်ဘူးမတက်နိုင်ငံသားမတွေလှုပ်ဆောင်မှုကြောင့်ဒီလိုတောတဲ့တွေရောက်ပြီးအခုလိုအကြမ်းဖက်လောက်ရက်တွေနဲ့အဲစီးပွားရှာတဲ့လူကရှာတယ်မဟုတ်တချို့ကကြတော့တော်လိုင်းဆိုပြီးမသိဘဲနဲ့အဲတော်လိုင်းတော်လိုင်းဆိုပြီးခေါင်းထဲထည့်ပြီးတော့ဘာမှလည်းမဟုတ်တကယ်လည်းဖြစ်နိုင်တာလည်းမဟုတ်တော့အိမ်မက်တောင်မတ်လို့မရနိုင်တဲ့ကိစ္စတစ်ခု ဒါလေးပဲပြောတော့တခါလေကြားလို့ချင်းဟာသားတစ်ခုလို့တော့မင်းတို့မမြင်ဘူးလားတဲဘုတ်ဒီမှာတောတောင်တန်းမှာနေပြီးတော့ခြေနေကြိုက်အမျိုးမျိုးဒုက္ခတွေခံပြီးတော့မင်းတို့တကယ်နိုင်ငံအကြီးနိုင်ငံမှာအကြီးဆုံးတပ်တော်ယူတွန်းလှန်မှာဆိုတာဖြစ်နိုင်လို့လားလို့ဒါလေးပဲစဉ်းစားသိတင်ပါတယ်အဓိကတော့တစ်ဖက်ကဟာဟိုပုံကရေးထောက်ဖို့တွေကသူတို့ကစီးပွားရှာလို့ရတယ်အမှမင်းတို့ငဇွဲလဲပြောနေတာပဲမင်းတို့ဟိုချမ်းသာဖို့တော့ငါတို့ကဒီမှာအသက်တွေပေးနေရတာဖြစ်တယ်ဆိုဒါမင်းတို့ ရဲ့ PDF ထဲမှာဆိုငဇွဲလဲပြောနေတာပဲเนาะဒါလေးကိုနားလဲပေးဖို့လိုတယ်အတီးတရားရှိဖို့လိုတယ်နောက်တစ်ခုကိုတိုင်ရင်သုံးလာအဲ့မှာမနေ့ကတော့ငစီအောင်ပြောနေသေးတယ်ဟုတ်လားဘာလဲယူသားကိုတော်လိုင်းကိုယူသားသားတော်လိုင်းညာဖို့ဆိုပြီးတော့ပြောသွားကြဒါဟာလေးကအများကြီးပဲအဲ့တော့ဒုတိုင်တိုင်ရင်ဦးယာယီတိုင်ရင်ဦးဆေးရှိတဲ့ကောင်တော်မှာကိုယ်ကိုယ်တက်တယ်မင်းတို့ကောင်တွေကဘာလို့သိနေလဲဆိုတာပဲစဉ်းစားလိုက်တော့တကယ်ပညာတတ်တဲ့လူတွေကသူတို့နောင်နာရတဲ့အမှားယွင်းတွေဖြစ်သွားဆိုတာသိတယ် ဲ့တော့တောင်းတနဲ့လက်တွဲဖို့ပဲဒါကိုပိုင်ကြီးကပြောနေတယ်ဘသူတူးသားစီတူးသားစီမရှိဘူးမနှုတ်မသေးလည်းဘာမှမဖြစ်ဘူးသေလည်းဘာမှမဖြစ်ကိုပိုင်ကြီးကအလွတ်ကြီးပဲကိုပိုင်ကဒါတရင်အကြောင်းအရာလေးတွေပဲဒါပြည်သူတွေ sharing ပြန်မျှဝေပေးတာဘာလို့ဆိုကိုပိုင်ကအမှန်လားသိတယ်ကိုကြီးကိုပိုင်အမှန်သိနေတဲ့ဟာတွေအကောင်လုံးပြည်ကျန်တဲ့လူတွေသိအောင်လို့ဒါပြန်ပြောပြတာရှိတယ်နော်နောက်တစ်ခုပြောပြအောင်ဒီပေါက်ဖက်ပေါ့နော်ပေါက်ဖက်ဆိုလို့ရှိရင်ပေါက်ရဲ့ဒီဘက်အခြေချမ်းမှရှိတဲ့ရွာတွေပေါ့အဲ့မှာအဲ့မှာ အရှိမြောက်ချမ်းမှာရှိတဲ့ရွာတွေကိုဒါမနေ့ပါမော်တာတွေနဲ့၃ကြိမ်တော့ပြထုတ်တယ်ဘယ်တစ်ခေါက်ဘယ်နှလုံးလဲမသိဘူး၁၆လုံး၁၈လုံးလုံးဆိုရှိမှထင်တယ်တော်တော်အကြမ်းဖက်တွေကိုရှင်းနေပြတာတွေ့တယ်ဒီမြိုင်ဘက်ဆိုလည်းမြိုင်ရဲ့တောင်ချမ်းမှာရှိတဲ့အဲကြီးရွာတွေနော်အဲပါမော်တာတွေနဲ့တောက်လျှောက်လိုက်ကျွေးတာရှိတယ်နောက်တစ်ခုသင်တို့ပါလဲဟို မြန်ရင်တောင်ဖက်ချမ်းမှာရှိတဲ့မော်ပေါ့ရင်းနှံမော်လေးပေါ့အဲ့မှာလည်းပဲတောင်တော်ဒီပါမော်တာနဲ့လေးချိန်လောက်ဗစ်ထုချပလိုက်တာရှိတယ်နော်ဗစ်ထုတဲ့အကျံဘက်တူရှင်းနေတယ်ပေါ့ဗျာရှင်းနေတယ်ပေါ့နောက်ပေါက်ကဲအနောက်ဖက်ချမ်းမှာရှိတဲ့ရှိကြီးတောင်လားအဲ့ဒီဘက်တွေလည်းဗစ်ထုရှင်းနေတာရှိတယ်ပြီးတော့ထီးလင်းတဲ့ပေါက်အဆက်မှာလည်းဗစ်ထုရှင်းနေတာရှိတယ်ဒါလက်ဆောင်တွေလိုက်ဝေတာပေါ့တတိယကျလက်ဆောင်လို့ပဲပြောရမယ်အနေထားရှိတာနော်နောက်ဒီ တနင်္လာရီတိုင်းမှာဆိုလာဒီရေဗျူအာတောင်းတော်စစ်ကြောင်းထိုးနေတယ်စစ်ကြောင်းထိုးနေအခုပါလေဘခေါ်ဆုံးရွာတို့ဝါချောင်းရွာတို့ခမောင်းတော်ရွာတို့အေကနီရွာတို့အဲ့မှာလည်းပဲအဲတက်မလို့ပြီးတော့တက်မလို့ကအဲ့အေကနီရွာမှာလည်းတော်တော်ကင်ရတယ်လို့ဒါကြားသိရတာရှိတယ်เนาะဒါနယ်မြေရှင်းတဲ့ချိန်မှာနယ်မြေရှင်းပြီးတော့စစ်ကြောင်းထိုးတဲ့ချိန်မှာအဲ့ဒီရွာတွေကိုတော့တက်မလို့ရောက်ပြီးတော့ ဧကနီရောမှာတော့တော်တော်ပွဲကောင်းနေတယ်လို့တိုင်းကြားသိရတာရှိတယ်တောင်းလဘကပေးဆပ်မှုတော့ကျွန်တော်မသိရအကြံဖက်တွေတော်တော်များသိနေကုန်တယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်နော်ဒီဒီတလောတော့တောင်းလတော့စနစ်တကျနဲ့သွားနေလို့အောင်မြင်မှုတွေကတော့တအားများပါလေနည်းနည်းပါးပါးပေးဆပ်တာဆိုလို့ရဲတွေများတယ်ဗျရဲတွေကဟိုဘက်ဒီဘက်အသွားဒီဘက်ဟိုဘက်အသွားဒီမှာသူတို့တရေနေရပြီးတော့အကြံဖက်တွေကဒါအလမ်းမှာဒီပုံမှာတော့ပြက်ခတ်နေတာတော့ကျွန်တော်တွေ့ရတယ်အများဆုံးသိကြတာတော့ဒါရဲတွေ ရိုးရိုးစခန်းထိုင်ရဲတွေတည်ကြတာတော့ကျွန်တော်တွေ့ရတောင်တော်သားရဲ့တည်တာတော့ဒီတလုံးမတွေ့ရသေးဘူးเนาะပြီးတော့ကျွန်တော်တို့ပဲခူးတိုင်းမှာပြောမှဆိုလို့ကျွန်တော်ချင်ရင်ဒီတောင်ညိုဆယ်ဘက်မှာလည်းအဲပွဲဟိုတပ်မတော်ကဖိထုရှင်းနေတာရှိတယ်အကြမ်းဖက်တွေနေအိမ်နဲ့အကြမ်းဖက်စခန်းတွေကိုနောက်တစ်ခါကြတော့မကြီးပင်ရွာမှာလည်းအဲ့တိုင်းပဲအကြမ်းဖက်စခန်းရှိတယ်အကြမ်းဖက်နေတဲ့နေရာတွေကိုဖိထုရှင်းနေတာကိုကျွန်တော်တွေ့ရှိရတယ်နောက်ဂျိုးပင်ကောင်ဂျိုးပင်ကောင်ဆိုတော့ရေငန်ရေငန်ရွာမှာလည်းဒါနေမြေရှင်းနေတယ် နေမြင့်ချင်းတော့အကျန်းဖက်တီအရှိဦးလား၁၀ဦးလားသူဟိုအရှင်ဖမ်းမိတယ်လို့ပြောတယ်။နောက်တပ်မတော်ကစစ်ကြောင်းထိုးတဲ့နေရာမှာနောက်ကျွန်တော်စစ်ကြောင်းထိုးတာဆိုလို့ဖားခမ်းမဲ့လည်းစစ်ကြောင်းထိုးတယ်ဖားခမ်းမဲ့စစ်ကြောင်းထိုးတာဒီလုံခင်အုပ်စုပေါ့လုံခင်ကြည်ရအုပ်စုမှာဆိုလို့ချင်းဒါငင်းချမ်းတာယာဗာလဲငင်းချမ်းတာယာဟုတ်တယ်ငင်းချမ်းတာယာကြည်ရမှာလည်းဒါတပ်မတော်ကနေမြင့်ချင်းနဲ့နောက်နမ်မကြည်ရအုပ်စုမှာဆိုလည်းမလန်းကြည်ရပေါ့မလန်းကြည်ရအောင်လည်းပဲတပ်မတော်ကအာ နေမည်ရှိတဲ့အချိန်မှာဒီခိုင်လုံတောင်တို့ကြောက်ခိုင်လုံကုန်းကြောက်စိမ့်တောင်ပဲပေါ့အဲ့ဘက်ကိုနေမည်ရှိတဲ့အချိန်မှာမနေ့ကပွဲတွေတော်တော်ကောင်းတယ်မနေ့ကပွဲကလာတော်တော်ကောင်းတယ်အဲဒီဘက်မှာလည်းမြို့တွေမြို့တွေမှာလည်းပွဲရကောင်းတယ်မြို့တွေပွဲတွေကတော့တချဲစတဲ့ပွဲကိုတောက်တော်တွေတာကတော့ပွဲစားတော့တိုက်ပွဲတွေကိုပြောတာဟုတ်တော့အဲ့မှာတောက်တော်ကတိုက်ပွဲတွေတော်တော်ပွဲတွေတော်တော်ကလာကောင်းတယ်တမလောဘကအခုကကစနစ်တကျနဲ့ဆိုအတာစီးတွေပဲရှိတယ်ကျွန်တော်ကြားသီးရတော့အကျန်းဖက်တွေ အများစု KIA နဲ့ PDF တွေပြင်ကြတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်เนาะနောက်ခါကျတော့ကျွန်တော် Demoso ပဲဆက်ပြောမှာဆို Demoso နဲ့ Fuso ဘက်မှာလည်းပွဲတွေကကတယ်နောက်တစ်ခါကျတော့ Line Line Data မှာနေဖို့ကြွရမှာလည်းစစ်ကြောင်းထိုးနေတယ်အဲ့မှာပွဲတွေကနေတယ်เนาะတောင်တော့အဲ့ဘက်မှာလည်းတမ်းတော်ကအကြမ်းဖက်တွေတည်တည်မှုများတယ်လို့ကျွန်တော်ကြားသိရတယ်တမ်းတော်ဘက်ကဒဏ်ရာရတဲ့တယောက်နှစ်ယောက်တော့ကြားသိရတယ်မစိုးရင်ကဘာမှမဖြစ်ဘူးပေါ့เนาะအဲ့လောက်ပဲကြားသိရတယ်ပွဲကတော့ကောင်းတယ် ီးတော့ဒီမော့ဆိုတောင်ကန်ခါရက်ကွက်မှာဆိုလည်းပဲတောင်တော့ပွဲကားလာရှိတယ်တနန်းဥကိုင်းကြီးရွာဘက်မှာလည်းအဲပွဲကားလာရှိအဲ့မှာကြတော့တောင်တော့ကပါလဲဆိုတော့ drone တွေအေး drone တွေနဲ့လက်နက်ကြီးတွေနဲ့ကိုဦးစားပေးပြီးကျွေးတဲ့ခါကြတော့အဲ့မှာ KND တွေတော်တော်များများ KNDF တွေလည်းတော်တော်များများထိကြတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်အခုတောင်တော့က drone in အတာကောင်းလာတဲ့ခါကြတော့ drone တွေနဲ့တော်တော်များများတုံးလာတာကိုတွေ့ရတယ်ကြိုက်တယ် နောက်ဗမောဘက်ကိုဆက်ပြောမှဆိုဗမောမှာလည်းနေမီတွေကရှင်းနေတယ်ဝိုင်းမောမှာလည်းဆက်လက်ပွဲကနေတယ်ပဲပွဲကနေတော့ဝိုင်းမောပဲအဲ့ဒီဘက်မှာ KAI ကဒီပေါ်တာဆွဲတာတွေလည်းတအားများနေတယ်အဲကော်မလေးတွေခလေးလေးတွေ15 16ကစားမချမ်းအကုန်ဆွဲနေပြီကော်မလေးတွေနော်ယောက်ျားလေးတွေတော့မပြောတော့တွေ့တွေ့တာဆွဲပြီးတော့ဒီဝိုင်းမောဘက်မှာပြက်ခိုင်းနေတာကိုကျွန်တော်တို့တွေ့ရှိရတယ်ဒါလည်းပဲအဲကချင်တိုင်းသားတွေကတော့ ရင်ထဲမှာကောင်းဘူးပေါ့ဗျာနော်ရင်ထဲမှာကောင်းဒါတော့အရှင်းပြောကျွန်တော်အနေနဲ့ပြောမယ်ဆိုအခြားအနောက်ပိုင်း OIC နိုင်ငံတို့မျိုးကမြန်မာနိုင်ငံမှာရှိနေတဲ့လူမျိုးတွေအပြုံးတိအောင်လို့အတလုံးလုံးနေတာဖြစ်တယ်နော်အဓိကတော့ဒီမွတ်စလင်ဟိုဘက်ကအစ္စလာမ်ရဲ့ကောင်းတွေပေါ့နော်အဲ့ဒါအဓိကကတော့တောက်တော့ကိုတိုက်ဖို့အတွက်ဆိုပြီးတော့ဒီကောင်းတွေကအနောက်ဘက်ခြမ်းတွေပေါ့မယ်အကုန်လုံးငွေကြေးထောက်ပံ့နေတယ် ပြီးတဲ့ခါကျတော့တမ်းလွန်တိုင်းတိုက်တယ်သူတို့လူမျိုးတုံးပြီးတဖြည်းဖြည်းပြုတ်ပြုတ်ပြုတ်ပြုံသွားလို့ရှင်သူတို့ကတတရရလာတိတို့တက်ခွားမဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဒိုင်းနာလက်နက်ကင်နေဟာလည်းပဲနည်းနည်းစဉ်းစားစဉ်းနေလို့လို့တယ်ပထမတော့အမေရိကန်လိုလိုပါလို့အမေရိကန်ထောက်ပံ့မှုအမှန်တကယ်ထောက်ပံ့တာအမေရိကန်ကိုအယောင်ဆောင်နားပြီးတော့မှ OIC တွေကထောက်ပံ့ပြီးတော့မြန်မာနိုင်ငံကိုဒါလူမျိုးတွေတုံးကုန်လို့လုပ်နေတာကိုကျွန်တော်တို့ကြားသိရတယ်เนาะကျွန်တော်သိရှိရဒါလေးကိုတော့တိုင်းလာလက်နက်ကင်တွေလည်း ုကိုကိုတွေးကြည့်ပါစက်တိုင်းနေလို့ရှိရင်ငါတို့လည်းလူမျိုးပြုံးကြည့်မယ်ဆိုတာပဲမှတ်ထားပါเนาะဘယ်တော့မှနေပြီလဲရမှာမဟုတ်ဘူးဘာမှရမှာမဟုတ်ဘဲနဲ့လူမျိုးပြုံးကြည့်ပြီလူမျိုးပျောက်သွားလိမ့်မယ်ကျွန်တော်တို့ကတော့အစတော့လူမျိုးပြုံးကြည့်သွားလို့ရှိရင်အာကရင်တဲလူနနကန်နေကုံသွားလို့ရှိရင်ပြီးပြီးတော့တိုက်ဆောင်လို့တို့တွေးပြီးမယ်တကယ်တကယ်ကြတော့အဲ့အတွေးကအနေနဲ့လေးပါသေးတယ်သူတို့တွေးရမှာကဒီကချင်နေမှာကအခုလက်နက်ကင်တဲ့သူတွေကကချင်တိုင်းသားရှိသမျှလူတွေအကုန်လုံးလိုက်ပြီးကုလို့ ဟောတာဆွဲပါဆိုလုံနေပြီဆိုလို့ရှိရင်အကုန်လုံးကိုအသေးခံခိုင်းနေမှာဆိုရင်ဒီကွမ်းမွန်ဝလည်းပဲဒီ OIC နိုင်ငံပတ်စံယူလာပြီးတော့မှဒီမှာအလူတက်တရားဝင်တက်ပြီးတယ်လို့ဖြစ်နေတာပေါ့နော်အဲ့ဒါလေးတွေကို KIA အောက်ခြေအညီကောင်တော်တွေအကုန်လုံးသိကြည့်ပြီးတော့အဲကိုကိုစဉ်းစားနိုင်ပါစေလို့ပဲဒီပိုင်ရက်ကိုပြောချင်ပါတယ်နောက်ဒီ လေးကကောပဲပြောမှဆိုလေးကကောကစီးကန်းလာပါလားအဲ့နာထီတော့ရောက်သွားပြီတောင်တော်ကတောက်ဝက်နီးပါးလောက်တော့ရောက်သွားပြီဗျာနော်လေးကကောလည်းပွဲတိတ်ကောင်းတယ်အဲ့မှလည်း drone တွေဘုံတွေလက်နက်တွေသူကနည်းနည်းကျေပြတ်နေထင်နေပြကျွန်တော်တော့အဲ့ဒီအနေနဲ့ရောက်မရောက်ဘူးတော့သူတို့ပြောတာပဲကျွန်တော်တို့ကနားထောင်တာနော်သူတို့လမ်းပြီးပြောပြတယ်အဲဒီကြောင်းနေရတော့တောက်ချောက်ထိုးတယ်အဲထိုးရတဲ့နေရာမှာတော့သူတို့မိုင်းတွေပါညာနဲ့ဆရာတွေလည်းအဲ့မှာအများကြီးရှိတဲ့ခါကျတော့မိုင်းချင်းလိုက်ထိုးလိုက်အပေါ်တက်လိုက်ဆိုတော့နည်းနည်းလေးကြာနေတယ်လို့ဖြစ်တယ်အဲ့မှာလည်းပဲ အဲပြီးသွားလို့ရှင်တော့လေးကီကောပြီးသွားတော့ဟိုဘက်ဆက်သွားကြမှာထင်မင်းလက်ပန်တို့ဖလူတို့ဟိုဘက်နော်မက်ထောဒလီတို့အဲ့ဘက်တွေဆက်သွားမှာထင်တယ်အခုလောလောဆယ်တော့ဟိုဘက်တွေကိုတော့ပြစ်ထားပြစ်ခတ်ကတ်ထားပြီးပြီးဟောလိထိသွားမှာထင်တယ်နော်ပြစ်ခတ်ခတ်ပြီးတော့မှအဲဘယ်လိုပြောမလဲဆိုတော့နည်းနည်းလေးတိမ့်နေတဲ့ပုံစံမျိုးじゃဟိုဘက်ကလည်းကြုံပြီးပြစ်ထားတယ်ဒီဘက်မှာလည်းထိမ့်ပြီးပြစ်ဟိုတိမ့်လာတဲ့ပုံစံကိုတွေ့ရတယ်နော်နောက်တစ်ခုကျွန်တော်တို့တောင်ကုန်းယိုလန်းမှာဆိုလို့ရှင်တယ်ပဲ အဲပွဲကလာရှိတယ်เนาะတောင်ကုန်းတို့เนาะရိုးဒီမကွေးဘက်ကလာမယ်ဆိုဗျာအမ်ပဒန်လမ်းပေါ့အိုင်နိုင်ကနီမှာပွဲကလည်းစွန်တက်ကြီးရနီမှာပွဲကလည်းအေဒီအတိပြောက်များနေတယ်အေဒီတော်တော်များထည်တယ်လို့ကျွန်တော်ကြားသိရတယ်တောင်တော်ကဒုံးလေးလက်နဲ့ကြီးဒီလေးနေနဲ့ကောင်းကောင်းဆုံးပါတယ်နောက်ဗဒောင်းနဲ့တောင်ကုန်းလမ်းမှာဆိုတော့ညောင်ကျိုးနားမှာပွဲကလည်းလေသာတောင်စကမ်းဘက်မှာပွဲကလည်းလေသာတောင်ကုန်းဘက်မှာပွဲကလည်းအေဒီတော်တော်များများထည်တယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ် နောက်ကြောက်ပြုဘက်ဂေါ်တူတောင်ဘက်မှာလည်းပွဲတွေကားတဲ့အခါမှာကလဘာကြီးရွာနဲ့အဲဒီဘက်ဂေါ်တူတောင်ကမှာပွဲကကလဘာကြီးရွာနဲ့အကြာပေါ့ဂေါ်တူတောင်နဲ့ကလဘာကြီးရွာအကြာမှာဒါအေရီယာချုပ်ကိုတိုက်ခိုက်တာတွေရှိတယ်အဲတလို့ဝင်ဝင်လာချက်အဲ့မှာအေရီယာချုပ်ကိုတိုက်ခိုက်တာတော့မှာအယောက်40မီပါလောက်သေးတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်နောက်သူချုပ်ကိုတိုက်ခိုက်တာပြီးတော့နော်အမ်ဗရန်ဘက်မှာဆိုအခုစောစောပြောလို့ညောင်ကျိုးမှာပွဲကားတယ်ဆိုတာဒေတာတောင်ကပွဲကားတာလဲ ေးတွေတော်တော်များများထိတာကိုကျွန်တော်တို့တွေ့ရတယ်။မြောက်ပိုင်းမှာဟိုမောင်းတော့မြောက်ပိုင်းမှာလည်းအာဇာဒီနဲ့အေးတွေနဲ့တိုက်ဝဲတိုက်နေတာရှိပါတယ်နော်။အဓိကတော့မော်ဆလင်နီကလည်းပဲရခိုင်ပြည်မှာနေရာရဖို့အတွက်လှုံ့ဆော်လာတာကိုလည်းပဲကျွန်တော်တို့တွေ့ရှိနေရတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းပဲအထောက်အကူတွေကောင်းကောင်းပေးနေတယ်လို့ပဲကျွန်တော်တို့ကြားသိရတာရှိတယ်။အဲ့တော့အေးကဒီချိန်မှာမှအတီတရားနဲ့ နောက်အတီတရားမရသေးဘူးဆိုလို့ရှိရင်ရခိုင်ပြည်ဟာမကြောက်ဘူးဟိုဘက်ကမော်ဆယ်နေနေလူမျိုးနဲ့ဝမ်းယူသွားမယ်အနေထားမျိုးရှိတယ်။နှစ်ပင်တိုက်ရပြီဆိုရင်တန်းလောင်ကတော့ကျွန်တော်ထင်ပါတယ်အဲအေယိုငဲ့ညာပြီးတော့ပဲတိုက်မှာပါ။ဘာဖြစ်လို့လဲဆိုတော့အေယိုငဲ့ညာပြီးတိုက်မှာသတ်သူ ACC ဘက်တော်တာတန်းလောင်ကမတိုက်ပဲကြည်နေမှာပါ။ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်နိုင်ငံကိုလာဆော့ကားတဲ့ဟိုဘက်တပ်ဖွဲ့ရှိတယ်။အေယိုတော့တန်းလောင်ကချခဏလေးချလို့ရပါမယ်။မချဘဲနဲ့လွတ်ပြီးသားတာဟာဒါကနိုင်ငံကောင်းဆောင်ကြီးတွေ ော်တောင်းတော်ရဲ့ခေါင်းဆောင်ကြီးတွေကရှေ့ရီကိုမျှော်တွေးပြီးလုပ်တယ်လို့တော့ကျွန်တော်တို့မျှော်လင့်ရပါတယ်အဲအခုကတော့ကျွန်တော်မဲရွေးကောက်ပွဲလုပ်မဲ့၄နေရာကိုတောင်းတော်ကရရှိအောင်တော့ဒီရက်ပိုင်းတွေလုပ်မယ်လို့တော့ကျွန်တော်တို့ထင်နေလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်အားလုံးကြံ့ပါစေအဲစေပွဲကြီးလည်းအမြန်ဆုံးအေးပါစေရခိုင်ပြည်သူပဲရခိုင်ဘက်မှာအာစေပေးရှောင်နေရတဲ့နော်ရခိုင်ဘက်ကစေပေးရှောင်ပြီးရောက်လာတဲ့ ေဘေးရှောင်းနေအားလုံးအားလုံးအမြန်ဆုံးမိမိနေရာကိုပြန်နိုင်ပါစေအားလုံးအားလုံးသောဆေဘေးရှောင်းညီကောင်မတွေမိမိနေရာကိုမိမိပြန်ပြီးမိမိတို့ရဲ့အကျိုးစီးပွားပြန်လည်လုပ်နိုင်နိုင်ပါစေလို့ဆုတောင်းရင်းအားလုံးကျမ်းမာစေကြောင်းဆုမကောင်းတောင်းပါတယ်ဗျာ